မှာဖယားတော့ကြောင်းတပါဒီဝင်းနေမှာလာဆောင်မဲမဲမျက်နှာလိုချင်တာတွေကောဝဲပြီးမင်းရဲ့မွေးနေမှာစတောင်းစကားလေးပြန်လွင်နေရေဒီဇင်ဖိုင်ရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အမတရားနေ့အစီအစဉ်အားနေဒီကနေ့မတ်လ16ရက်နေ့မှာမွေးနေ့ပြည့်မြောက်ကြတဲ့မွေးနေ့ရှင်တွေအားလုံးနဲ့အတူတူ ချစ်သူဆုံးတွဲမင်္ဂလာဇနီးပေါင်းနယ်တို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုအမှတ်တရနေ့အစီအစဉ်အနေပြီးတော့ထုံတွင်တင်ဆက်ပေးတော့မှာပဲဖြစ်ပါရဲ့ရှင်အမတရားနေ့အစီအစဉ်အားနေပြမောဆုံးဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ရန်ကုန်မှာနေတဲ့ကိုလင်းလင်းချူခေါ်ထိုင်ဆိုင်လင်းရဲ့ဒီနေ့မှပြင်းပြောက်တဲ့32နှစ်ပြည့်မွေးနေ့အကြောင်းကိုပါဝင်တောင်းဆိုလာတာဖြစ်ပါတယ် ကိုလင်းလေးချိုခေါ်ထန်ဆိုင်လင်းရဲ့ဒီနေ့မှပြင်းပြောင်းတဲ့မွေးနေ့အတွက်ကိုတော့ရန်ကုန်မှာနေတဲ့သက်ဆိုင်သူနီလာဝင်းကပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။မွေးနေ့ရှင်အတွက်မွေးနေ့စုမုံစကားလေးလေးတောင်းဆိုချွေပေးထားပါတယ်။အခုကျန်းရောက်မဲ့မွေးနေ့ရစပြီးရောတဲ့။ကျမ်းမပျော်ရွှင်ပြီးစိတ်ဆင်းရဲမှုတွေကင်းဝေးပါစေ။အလောကိတ်တွေလည်းအဆင်ပြေပြီးရောချစ်တဲ့သူနဲ့လည်းဘဝကိုတာယာပျော်ရွှင်စွာဖြတ်သန်းသွားနိုင်ပါစေလို့ဆုတောင်းပေးပါတယ်တဲ့။ အရန်ချစ်တယ်မောင်အများကြီးချစ်ပေးပါလို့လေတောင်းစုပါတယ်မောင်ဆိုပြီးမွေးနေ့ဆုမွန်စကားလေးတောင်းစုချွေပေးထားပါတယ်ရှင်ဟုတ်ကဲ့ပါဒီနေ့မှမွေးနေ့ပြင်းပြောက်တဲ့ရန်ကုန်မြို့ကကိုလေးလေးချိုခေါ်ထန်ဆိုင်လေးရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုအမတ်တရားနေအစီအစဉ်အနေပြီးတော့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးကြပါရစေတောင်းရပြောရွှေမွေးကောင်းတဲ့မွေးနေ့ရမျက်လေးဖြစ်ပါစေအလောက်ခန့်တွေအားလုံးလည်းအဆင်ပြေပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးလိုက်ပါရစေ မတရားနေ့အစီအစဉ်အားနေ့မွေးနေ့ရှင်တွေအတွက်ပန်းဝင်တောင်းဆိုပေးထားတာတွေကိုထုံနေတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့ချစ်သူဆုံးတွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပန်းဝင်တောင်းဆိုပေးထားတာတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်။ချစ်သူရဲ့နှစ်ပတ် ချစ်သူဆောင်တွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပောင်ဝေတောင်းဆိုလာတဲ့ပရိသတ်ကတော့ပြည်မျိုးမှာနေတဲ့မက်ခင်စိုးကြီးပဲဖြစ်ပါတယ်။သူကတော့စင်ကာပူကိုခေတ္တရောက်နေတဲ့သက်ဆိုင်သူကိုကျော်စန်းဦးနဲ့ဒီနေ့မှပြည်မြောက်တဲ့ငါးနှစ်ပြည့်ချစ်သက်တန်းအတွက်ကို ကိုယ်တိုင်မဲပောင်ဝေတောင်းဆိုထားပါတယ်။သက်ဆိုင်သူအတွက်စကားလက်ဆောင်လေးရတော့ကိုကိုအများကြီးချစ်ပါတယ်တဲ့။တယောက်တနေရာစီဝေးနေပေမဲ့သစ္စာရှိရှိချစ်နေပြီပါဆိုပြီးစကားလက်ဆောင်လေးပေးပေးထားပါတယ်ရှင်။ အမတ်တရားနေ့အစီအစဉ်အားနေ့အခုနောက်ဆုံးပါဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့ရန်ကုန်မှာနေတဲ့ကိုအောင်ခိုင်မဲဖြစ်ပါတယ်။သူကတော့သက်ဆိုင်သူမအေးအေးမော်နဲ့ဒီနေ့မှပြေးမြောက်တဲ့နှစ်နှစ်ပြည့်ချက်သက်တမ်းအတွက်ကိုကိုယ်တိုင်မဲပါဝင်တောင်းဆိုထားပါတယ်။သက်ဆိုင်သူအတွက်စကားလက်ဆောင်လေးရတော့အရင်ချက်ပါတယ်အမြဲဆုံးနှီးဆက်ဖို့အတွက်ကိုလည်းစူးစမ်းနေပါတယ်ဆိုပြီးတော့စကားလက်ဆောင်လေးပါပေးထားပါတယ်ရှင်။ ဒီနေ့မှနှစ်ပတ်လည်ပြည့်မြောက်ကြတဲ့ချစ်သူဆုံးတွဲတွေအားလုံးပဲဒီနေ့နှစ်ပတ်လည်လေးရနေစပြီးတော့နောက်နှစ်ပေါင်းများစွာထိချစ်ချင်းများစွာနဲ့လက်တွဲသွားနိုင်ပါစေ။ကျုံလာသည်မြအခက်ခဲအတားဆီးတွေကိုလည်းအတူလက်တွဲပြီးတော့ဖြေရှင်းနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ပရိသတ်တွေအားလုံးအခုနားဆင်ခဲ့ရတဲ့အစီအစဉ်ကတော့အမတ်တရားနေ့ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။အမတ်တရားနေ့အစီအစဉ်ကိုနေ့စဉ်မနက်9:00ဝန်းကျင်အချိန်တိုင်းမှာထုံးတွင်တင်ဆက်ပေးနေရပါပဲဖြစ်ပါတယ်ရှင်။ ။တစင်းဖွင့်ပရိသတ်တွေအားလုံးကအမတ်တရားနဲ့အစီအစဉ်မှာကိုရဲချစ်သူခင်သူတငယ်ချင်းမိတ်ဆွေတွေရဲ့မွေးနေ့တွေနဲ့ချစ်သူဆောင်တွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက် ပေါင်းဝေတောင်းဆိုပေးခြင်းနဲ့ဆိုရင်တော့နေ့စဉ်မနက်7:00နာရီကနေ12:00နာရီအတွင်းဖုန်းနံပါတ်3933 6936 3936နဲ့39ကို8993 9995တို့မှာ3ရက်ကြိုတင်ပြီးတော့ပါဝင်တောင်းဆိုပေးနိုင်ပါတယ်ရှင်